ထိပ်ပိုင်းချွန်ထားတဲ့ဝလုံးတွေကိုတန်းစီပြီးတော့ကိုင်းလိုက်တယ်။အဲဒီနောက်အရှိန်နဲ့ပြေးပြီးတော့ဝလုံးတွေကိုမြေကြီးရဲကိုစိုက်ထိုးလိုက်ချိန်မှာဝလုံးတွေကမြေကြီးကိုထုတ်ချင်းပေါက်သွားပြီးတော့မြစ်ထဲထိရောက်သွားတော့တယ်။ဒီလိုနဲ့ဝလုံးတွေကိုဆက်ထားတာကြောင့်အချိန်တစ်ခဏကြာမှပဲမြစ်ထဲကရှင်ပြီးပကြားအပ်နေတဲ့လေဝင်းတွေရဲကိုဒရဟောစီစဉ်လာတယ်။ဝလုံးလေးကနေရေတွေကြလာတာကိုမြင်လိုက်ရတဲ့လေသမားတွေကလည်းမယုံကြည်နိုင်မှုနဲ့အတူပျော်ရွှင်မှုတွေကြောင့်လက်သီးလက်မောင်းတမ်းပြီးတော့ကြွေးကြော်မိသွားတယ် အဲ့ဒီနောက်လေသမားတယောက်ကသူရကိုဟေးသူရမိချံကောင်းလာကြီလားငါတို့တွေမိုးရွာစရာကိုထိုင်ဆောင်နေစရာမလိုတော့ဘူးဟုတ်တယ်ဗျာသူရမိအချံကိုဖရရလာတာလေတော်ရကွာတော်ရသူရကတော့သူ့ကိုဝိုင်းချီချူးနေလို့အနေရခတ်နေချိန်မှာတော့ဘေးကလေသမားတစ်တိုက်ပျော်လွန်းလို့လက်တီလက်မောင်းနေတန်းပြီးအော်ဟစ်နေခဲ့တယ်ဒီချိန်မှာပဲတထင်းကြီးဥရွှေတယောက်နောက်တော်ပါတယောက်နဲ့အတူရွှေထီးဆောင်ပြီးသူရတို့ရှိရာနေရာစီကိုရောက်လာတယ် ရရောက်ချင်မှာပဲဝလုံးတွေကနေရေးစီးပြီးတော့လက်ခွေးနဲ့ရေသွေးနေတဲ့မြင်ကွင်းကိုမြင်ချိန်မှာပဲဥွှေလေးတအံ့တအောဖြစ်သွားတယ်။ဒီနောက်ဥွှေက ကောင်းလိသူရဟုတ်လားကြီးလားကွကို့မျက်စီကိုတော့မယုံနိုင်မိရတန်ညာကောင်းတာပဲသူရကလည်းအခုလိုဖြစ်လာတာကျွန်တော်တယောက်တည်းကြောင့်မဟုတ်ပါဘူးတထေးကြီးကဝလုံးတွေရေရေရောပေးလိုက်လို့လည်းပါပါတယ်ပြီးတော့တရားလုံးကလည်းယုံကြည်ပြီးတော့လုတ်ကင်ပေးလို့လည်းပါပါတယ်အေးပါအေးပါဟုတ်ပါပြီဒီလိုဆိုမင်းတို့တွေကောက်ပဲတိနိုင်တွင် စိုက်ပြီးတာနဲ့ ငါ့ကိုချင်းခွေတွေပြန်ဆက်ကြတော့မယ်မလားဟုတ်ကဲ့ပါတထေးကြီးပြန်ဆက်မှာပါစိတ်ချပါဗျအေးအေးကောင်းပြီကောင်းပြီမင်းတို့တွေစိုက်ပြီးလို့ရေသိမ်းခံနေကြရင်ငါ့ကိုအကြောက်အကြောက်ငါလာခဲ့ဦးမယ်ဒီလိုနဲ့တရပီးတရကုံဆုံးသွားပြီးတော့လာပိုင်းခန့်အကြာမှာတိသာထင်ရှားတဲ့ရလတ်တွေကိုလေကွင်းပြင်တစ်ခုလုံးမှာမြင်တွေ့နေရပါပြီမျက်စိနဲ့မြင်ရသမျှလေကွင်းပြင်ဒီမှာရွှေကွဲတို့တဖိတ်ဖိတ်တောက်နေတဲ့စပန်နံတွေကိုတွေ့ရတာကလည်းအာရှိဖွေရပါပဲ။ သူရောင်းနဲ့လေသမားတသိတိုးကတော့မျက်စိရှိကမြင်ကွင်းကို နေ့တိုင်းမြင်တွေ့နေရပေမဲ့လေမယိုးနိုင်အောင်ဖြစ်နေတယ်။အားလုံးအပြောလုံးနေချိန်မှာတော့မကောင်းတဲ့အနေအကြီးတစ်ခုက တောင်ကြားကနေထွက်ပေါ်လာခဲ့တယ်။အဲ့ဒါကတော့မြင်မြင်သမျှအသီးနှံတွေကိုတစမချန်ကိုက်ဖြတ်စားတောက်ပြမဲ့ကျိုင်းကောင်တွေပဲဖြစ်ပါတယ်။မူလုံးပြေလောက်အောင်များတဲ့ကျိုင်းကောင်တွေအုပ်လိုက်ကြီးကိုမြင်လိုက်ရလို့သူရောအပါဝင်ရာသူရသားတွေအားလုံးထိတ်လန့်တုန်လှုပ်သွားတော့တယ်။ဒါကြောင့်လေသမားတယောက်ကအမလီလုံးကြပါအောင် ကြေကြပါအောင်ကျင်းကောင်နေရောက်လာတော့မယ်ကျင်းကောင်နေကငါတို့ပင်မတကြီးစိုက်ပျိုးထားတဲ့သေးနံတွေကိုဖျက်ဆီးပစ်တော့မယ်သူရရင်မင်းမအတက်တခုမရှိဘူးလားလုတ်ပါအောင်မဟုတ်ရင်ကျင်းကောင်နေကငါတို့စိုက်ထားသမျှကောက်ပဲသေးနံတွေကိုစားတော့ပြမငါတို့စူးစားထားသမျှတဲရဲရဲတော့ဖြစ်တော့မှာပဲသူတို့လည်းဘာလို့လို့ဖာကန်ရမလဲမသိတော့ဘဲနဲ့ကျင်းကောင်တွေကိုအကြောင်းသားငေးကြည့်နေမိတော့တယ်ရေရဖို့အတွက်စူးစားထားတာမှန်ပေမဲ့လည်းကျင်းကောင်တွေလာရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုမတွေးထားမိတာကြောင့်သူတို့တယောက်အကြက်ရိုက်နေမိတယ် ဘေးကလေသမားတွေကတော့လက်အုပ်ကိုစီချီရင်းနဲ့ဖျားကဲပါတကြားကဲပါဆိုပြီးတော့အမျိုးမျိုးအဖုံဖုံဆူတောင်းနေမိကုန်နေဒီချိန်မှာပဲလေပြင်းတစ်ချက်ဝိတ်တိုက်သွားပြီးတော့အဝေးတနေရာကဖျားเจ้าမှာရှိတဲ့ခေါလောင်းကတတောင်တောင်နဲ့မြည်နေခဲ့တယ်။အဲဒီနောက်စက်တီရင်မင်္ဂလာနဲ့ပြည့်စုံတဲ့စာရူးကြီးတစ်ပါးကယုံကြည်မှုအပြည့်နဲ့သူတို့စီကိုရောက်လာတယ်။အနာကိုရောက်လာချိန်မှာစာရူးကြီးကအားလုံးပဲစိတ်မပူကြပါနဲ့ဒီပြဿနာကိုဖြေရှင်းပေးနိုင်မယ့်အရာတစ်ခုရှိပါတယ်။ ဘလို့မျိုးလဲစာရောကြီးကျိုင်းကောင်တွေကအကောင်ကြီးယာနဲ့ထောင်နဲ့ချီပြီးတော့ကိုရှိနေရနော်ဒီပြဿနာကိုဘလို့ဖြေရှင်းပေးမှာလဲဗျအချင်းကလည်းကတ်နေပြီမလို့ပါနဲ့လေလူလေးနတ်ဖျားတွေကလူသားတွေကိုဘယ်တော့မှပြစ်မထားပါဘူးအခုနတ်ဖျားကလေသမားတွေအတွက်လက်နက်တစ်ခုကိုပေးလိုက်မယ်အဲဒီလက်နက်နဲ့ကျိုင်းကောင်တွေကိုဖြေရှင်းနိုင်မယ်ဟုတ်လားစာရောကြီးဒါဆိုလည်းမြ мян လုပ်ပေးပါကျိုင်းကောင်တွေကလယ်ရီနားကိုရောက်လာတော့မယ်ကောင်းပြီကောင်းပြီအိုးနတ်ဖျားတို့ အခုပဲအသင်တို့ချီမင်းမြလက်နက်ကိုပေးအပ်ပါလော့ဆာရူကြီးရဲ့စကားအဆုံးမှာကြစ်ကြစ်တောက်ပူနေတဲ့နေလုံးကြီးကိုဖုံးအုပ်ပြီးတော့ကောင်းငင်တစ်ခုလုံးတိမ်ညိုတိမ်မဲရီနဲ့ပြည့်နှက်သွားတယ်။အဲဒီနောက်မိုးချိုးပြစ်တံတွေနဲ့အတူကောင်းငင်ထက်ကနေရွှေလေးကိုင်းရွှေကြည်တော့ရွှေမျိုးတွေကပြုတ်ကြလာတယ်။ရွှေနဲ့လောက်ထားတဲ့လက်နက်တွေက လေသမားတွေရှေ့ကိုကျလာလို့ဖုံနေတထောင်ထောင်ထသွားတော့တယ်။ဒီအချိန်မှာပဲဆာရူကြီးကမင်းတို့တလက်နက်တော့ရပြီ။အဲဒီလက်နက်ကိုအကျိုးရှိအောင်သုံးပါ။ အန်နီယရီအားလုံးနှိမ့်နှင်းပြီးရင်အဲ့ဒီလက်နက်ကပျောက်ကွယ်သွားလိမ့်မယ်။အချိန်မဆွဲဘဲအခုချက်ချင်းနှိမ့်နှင်းတော့။ဆာရိုကြီးရဲ့စကားအစုံမှာသူရကရှေ့ထွက်လာပြီးတော့လက်နက်တွေကိုတွားယူဖို့ပြင်နေ။ဆာရိုကြီးကလည်းသူ့လုပ်ရမယ့်တာဝန်ပြီးဆုံးသွားပြီမို့ပြန်ထွက်သွားတော့တယ်။သူရကကောင်းကင်ကကြာလာတဲ့ရွှေလေးနဲ့ရွှေများကိုကပ်ယူလိုက်ချိန်မှာမြုံကြီးနိုင်စရာကောင်းလောက်အောင်ပော့ပါနေတာကိုသိလိုက်ရတယ်။ဒါပေမဲ့လေသမားတစ်ယောက်ကဒီများနေလေးနဲ့ကျိုင်းကောင်တွေကိုဘလို့လို့နှင်းနှင်းနိုင်မလဲ။များတွေကနည်းနည်းလေး တိုင်းကောင်တွေကယာနဲ့ချီရှိတယ်။နေစမအောင်ကမင်းကလဲအချင်းတွေကိုစောင့်ကြည့်ပါဦး။နတ်ဖျားတွေပေးရလက်နက်ဆိုတော့ထူးခြားတဲ့အစွမ်းတွေရှိနေမှာပါ။အဲ့ဒီအချိန်မှာပဲတထေးကြီးဥရွှေတယောက်အနားကိုရောက်လာပြီးဟုတ်တယ်ကွာအချင်းတွေကိုအရင်စောင့်ကြည့်အောင်အဲ့ဒီလက်နက်ရဲ့အစွမ်းကိုမြင်ပြီးမှ သုံးသက်တာကောင်းနေ။ဟိတ်သူရလှုပ်ရှားရှိရလှုပ်တော့ဟိတ်။ဟုတ်ကဲ့ပါတထေးကြီး။ကျန်းကောင်တွေအနားရောက်လာတာကိုစောင့်နေရပါ။ဒီလိုပြောပြီးချိန်မှာသူကကြီးတောက်ထရာများတဲ့စင်ကိုယူပြီးတော့ လင်းညို့မှာတက်ကအောင်းကုံဆွဲပြီးတော့ပြေးထွက်လိုက်တော့တယ်။အရှိန်ပြပြင်းနဲ့သွားနေတဲ့ရွှေများစီကလည်းပိုက်ကုံလိုမျိုးဆွမ်းအင်တစ်ခုထွက်လာတာကိုတွေ့လိုက်ရတယ်။အဲဒီပိုက်ကုံကကျန်းကောင်းနေအားလုံးကိုအုပ်သွားပြီးတော့အဝေးဆုံးတနေရာကိုတွန်းထုတ်သွားတယ်။များတဲ့စင်းနဲ့ရင်ကျန်းကောင်းနေအားလုံးအပြက်ရှဲလိုက်နိုင်လို့တတိကြီးဥရွှေလည်းအယကျေနပ်သွားပြီးတော့တော်ရဟိသူရတော်ရတချက်ပြင်အောင်နဲ့ကျန်းကောင်းနေအကုန်လုံးမျိုးပြုတ်သွားပါရောလား။မင်းတကယ်တော်ရကွာ။ဥရွှေရဲ့စကားအဆုံးမှာဘေးကလေသမားတွေကလည်း တက်သီးလက်မောင်းတမ်းပြီးတော့သူတို့ကိုအားပေးချီးကျူးလိုက်တယ်။အားလုံးရဲ့စိတ်ထဲမှာပော့ပါသွားပြီးတော့ချိန်ကောင်တွေအနေရကလွတ်မြောက်သွားပြီလို့ယူဆမိသွားတယ်။ဒါပေမဲ့သူတို့တယောက်လှည့်ပြန်နေချိန်မှာပဲအတန်ကြီးတစ်ခုကို ကြားလိုက်ရလို့အလက်တကြားဖြစ်ပြီးလှည့်ကြည့်လိုက်တယ်။အဲဒီချိန်မှာပဲတောင်ကြားရဲကနေအီယာမချိန်ကောင်ကြီးထွက်လာတာကိုခြောက်ချားဝေရတွေ့လိုက်ရတော့တယ်။ဒါကြောင့်နေသမားတွေအားလုံးလည်းထိတ်လန့်တုန်လို့သွားပြီးတော့အကြောက်တရားတွေကကြီးစိုးသွားတယ် အဲဒီနောက်အရာမကျိန်းကောင်ကြီးကဒေါသတကြီးနဲ့တိုက်ခိုက်ချိန်မှာပါဇက်ထဲကအမီရောက်တွေထွက်လာတယ်။အဲဒီမီရောက်တွေကလေသမားတွေရဲ့ခေါင်းပေါ်ကနေကြော့ဖြတ်ပြီးတော့ရွာလေးကိုကျသွားတယ်။မီရောက်တွေကရွာလေးကိုအိမ်တွေပေါ်ကိုကျသွားလို့မီးတဟုံဟုံတောက်လောင်နေပြီးတော့ရွာသူရွာသားတွေကလည်းထွက်ပြေးခဲ့ရတော့တယ်။အဲဒါကြောင့်ဦးရှိကဟေးတူရလှုပ်ရှားမအောင်ကဒီကောင်ကြောင့်တရွာလုံးပြကြကုန်တော့မယ်။ဒါကြောင့်တူရလည်းအန်ကျိတ်ပြီးတော့အများတစ်စင်းကိုထပ်မံပြတ်လို့လိုက်တယ်။ ဒါပေမဲ့ကျိုင်းကောင်ကြီးကအตาရရှောင်းတိန်သွားလို့မြားကချောထွက်သွားခဲ့တယ်။ဒါကြောင့်ဦးရွှေကဒီကောင်ကြီးကမလွယ်ပါလား။အကောင်ကြီးတလောညာလဲများတယ်။အနည်းရလဲကြည့်တယ်။လေသမားတယောက်ကလည်းဒါပေမဲ့သူရစီမှာမြားတစ်စင်းပဲကျန်တော့တာ။အဲ့ဒီမြားသားထက်လွယ်သားရင်တော့ကိုကျိုးရီတော့နေကုန်တော့မှာပဲ။ဒီချိန်မှာကျိုင်းကောင်ကြီးကသူရကိုတိုက်ခိုက်ဖို့အတွက်တဖြည်းဖြည်းနီကပ်လာနေပါတယ်။အဲ့ဒီနောက်သူရကနောက်ဆုံးကျန်တဲ့မြားတစ်စင်းကိုယူပြီးတော့လေးမာတက်လိုက်တယ်။ အသက်အောင်ပြီးတော့လင်းညို့ကိုဆွဲပြီးကျိုင်းကောင်ကြီးကိုအသေးချာချိန်ရလိုက်ပြီးတော့မြားကိုပြစ်လွတ်လိုက်တော့တယ်အချိန်နဲ့ပြေးသွားတဲ့အများစီကနေတပြည့်ပြည့်အမီတန်နဲ့အတူလျှက်စည်းတွေထွက်လာတယ်အဲဒီနောက်ကျိုင်းကောင်လည်းမြားကိုမရှောင်တိန်နိုင်တော့ဘဲနဲ့ရင်ဝါတတိတ်ကိုမြားကစိတ်ဝင်သွားပါတယ်ဒီချိန်မှာပဲပောက်ကွဲတန်အကျယ်ကြီးနဲ့အတူကျိုင်းကောင်လည်းတစားစီဖြစ်သွားပြီးတော့တည်သွားပါတော့တယ်ပောက်ကွဲမှုကပြင်းလွန်လို့သူရတော်မှကုတ်ကုတ်ကအကာအကွယ်လုလိုက်ရပါသေးတယ် အဲ့ဒီနောက်လေသမားတွေကလည်းကျိုင်းကောင်တွေအားလုံးတည်သွားလို့ပျော်မြူးပြီးတော့သူရဘေးမှာဝိုင်းအောင်နေပြီတယောက်တစ်ပေါက်ချီချူးကုန်ကြပါရဲ့အနီရီအားလုံးလည်းကဲဆင်သွားပြီဖြစ်တာကြောင့်သူရလက်ထဲကရွှေလေးနဲ့ရွှေကြည်တောက်တို့ကလည်းပြက်ကွယ်သွားခဲ့ပါပြီတတိကြီးဥရွှေကလည်းအနားရောက်လာပြီးတော့တော်ရီတော်ရီသူရမင်းကလူငယ်တလောက်ရေစွမ်းတတိနဲ့ပြည့်စုံပြီးတော့ကြံ့ရည်ဖန်ရည်လည်းကောင်းနေမင်းရဲ့အစွမ်းတတိကိုလေးစားတဲ့အနေနဲ့ဒီတနေ့တော့ချင်းငွေတွေအားလုံးမယူတော့ဟုတ်ပြီလား အားလုံးပဲဒီတစ်နှစ်ကိုစိတ်ချလက်ချနဲ့အလုပ်လုပ်ကြပါတော့